အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မျှဝေပေးသွားမယ့်ကြောင်းအရတော့ဒီနိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေးဆိုတာခေါင်းစဉ်တွေပေါ့လေဒါကျွန်တော်ရဲ့မျှဝေကမ္မဖြစ်တကယ်တော့ဒီနိုင်ငံရေးပါတီတွေဆိုတာနိုင်ငံရေးနဲ့ပတ်သက်လို့ရှိရင်ဘယ်လိုပဲအမှန်တူပြောရတဲ့အနေနဲ့အယူအဆတွေရှိနေပါသေးတယ်နိုင်ငံတို့တိဆောက်ရတဲ့ပေါ့လေအမျိုးသားအကျိုးစီးပွားကိုရှေ့ရှုပြီးတော့လိုအပ်တဲ့ဖြစ်နိုင်ခြေရှိတယ်ပေါ့လေဒါအချက်တွေကိုဒါပူးပေါင်းဆောင်ရွက်ဖို့ညှိနှိုင်းဖို့လိုအပ်တာဖြစ်ပါဒီနေ့ဒါဒီလိုအချိန်နဲ့ကာလမျိုးဆိုလို့ရှိရင်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ပေါ့လေနိုင်ငံရေးဆိုတဲ့စကားလုံးကိုဒါလက်ပြီး ကောက်ယူရတဲ့ချက်တွေအတော့ကနားလေပုံတွေကဒါအဓိကအရန်ကိုအရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုလို့ရှိရင်တော့နိုင်ငံရေးကပေါ့လေဒါတံပိုးရှိတယ်ဒါအမျိုးတို့ကဒိုစီဝါဒီအခုကဒီအကြီးမန်းချက်တွေကိုဒါနှိမ့်နိုင်ပူပေါင်းတာဖြစ်ချင်းဆောင်ရွက်ကြရင်လည်းဒါအမြင်မတူရက်အချက်တွေဒါနေပြီးတော့ပေါ့လေဒါဒီနေ့ဒီလိုဒါအချင်းချင်းတရက်ကိုရောက်ရှိလာကြတာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဒီနိုင်ငံရေးလုံခြုံရေးများပေါ့လေဒါဒီနိုင်ငံတိဆောက်ရတဲ့အတိုက်ခံလုံခြုံရေးတခုတော့မဟုတ်ဘူးပေါ့။ဆိုတင်တာကဘာလို့ဆိုလို့ရှိရင်တော့ဒီနိုင်ငံရေးကပေါ့ဒါမိမိနဲ့ဒါမတူတဲ့သူတွေကိုဒါဒီ ဆန့်ကျင်တဲ့အလုပ်ရမျိုးမဟုတ်ပေမဲ့မလူညီတဲ့သဘောထားတွေအခြေချက်တွေဒီမလူညီတဲ့အချက်တွေကဒီလိုပေါ့လေနိုင်ငံတည်ဆောက်ရနိုင်ငံတို့တည်းရဲ့အတွက်ဒါဖြစ်နိုင်ချင်ရှိတဲ့အချက်တွေကိုဒါပူပေါင်းညီနိုင်ဆောင်ရဖို့အတွက်ဒါလုပ်ရတဲ့လုပ်ငန်းစဉ်တစ်ခုပဲဒါဖြစ်ပါတယ်ဆိုတော့နိုင်ငံရေးဒီအားလုံးရပေါ့လေဒါနိုင်ငံရေးအမျိုးမျိုးရဲ့အဓိကဒါဂျီမန်ရဲ့ရည်ချက်ကဒါပါလို့ဆိုလို့ရှိရင်တော့နိုင်ငံတည်ဆောက်ရဒါဖြစ်တဲ့အတွက်ကြောင့်ဖြစ်နိုင်ချင်ရှိတဲ့အချက်ကိုဒါမရှာဖွေနိုင်ဘူးဆိုလို့ရှိရင်တော့နိုင်ငံတည်ဆောက်ရလည်းဖြစ်လာတယ်မဟုတ်ဘူးဆိုတော့နိုင်ငံတည်ဆောက်ရဒါ မရှိဘူးဆိုလို့ရှင်ဒါနိုင်ငံရေးရလဲအထိပ်ပဲအမင်းတွေကဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီနိုင်ငံရေးလို့ပြောလိုက်ပြီဆိုလို့ရှင်ဒါဒီပါတီနိုင်ငံရေးနဲ့လူသားနိုင်ငံရေးဆိုတော့နှစ်မျိုးရှိတယ်ဒါသိကြဖို့လိုအပ်တယ်ဆိုဒီပါတီနိုင်ငံရေးကိုတနည်းအားဖြင့်တော့ဒီအာဏာနိုင်ငံရေးလို့ပြောလို့ရှိရတယ်ပေါ့လေဘာဖြစ်လဲဆိုလို့ရှင်တော့ဒီနိုင်ငံရေးပါတီကဒီအာဏာရဖို့အတွက်ကြိုးစားလာကြလို့ဖြစ်ပါတယ်ဆိုဒီအာဏာနိုင်ငံရေးကဒါဘယ်လိုမျိုးသဘောတရားဆိုလို့ရှင်ဒိန်းသဘောတရားတစ်ခုနဲ့ပြည့်ရပေါ့လေဘာပြောကဒီနိုင်ငံရေးကစားကွက်တွေဒါနိုင်ငံရေးလက်ကွက်တွေဒါမျိုးရှိပြီတော့ဒါတို့ကြိုက်များအောင်ဒီအမျိုးမျိုးနဲ့ဒါလှုပ်ဆောင်လာကြတာဖြစ်ပါတယ် တော့ဒါနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံရေးတိုက်ပွဲတင်ရရှိပေါ့လေအန်တိုနီဒေါင်းစ်ကဒါဘယ်လိုပြောထားလဲဆိုလို့ရှိရင်နိုင်ငံရေးပါတီတွေဟာဒါလူကြိုက်များမှုနဲ့ဒါမြေအများဆုံးရရှိဖို့အတွက်ဒါဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါမှာပြည်သူတို့အတူရှိဖို့အတွက်ဒေသစင်းစားစရာတွေကိုဒါပို့ထောက်ရမှာဖြစ်ပေမဲ့လို့ပြည်သူတို့ရဲ့ဒါသေးချေခံစားချက်တွေကိုဒါပြုကြုံမှုတက်တက်ဒါဖြစ်သွားတတ်တယ်ဆိုပြီးတော့ဒါပြောထားတာရှိပါတယ်နိုင်ငံရေးပါတီတွေဒါမူဝါဒဒါပြုကြုံတယ်မှာပေါ့လေဒါသေးချေကြိုက်ဒါတက်တက်တာဒါဖြစ်နေဦးမယ်ဆိုလို့ရှိရင်ကြိုက်များတာဘာမှတည်းမပေါ်တဲ့နိုင်ငံရေးဒါဖြစ်စဉ်တွေပဲဒါဖြစ်နေဦးမှာဖြစ်ပါတယ် ါမဲ့လည်းဒီပါတီနိုင်ငံရေးကပေါ့လေဒါကမ္ဘာနိုင်ငံရေးကအနှံ့မှာလားအာရှင်းရတာပဲဖြစ်တယ်ဆိုတော့တချို့နိုင်ငံတွေပြီးတော့ပေါ့လေဒါနိုင်ငံတွင်းတွင်းမှာပါတီစနစ်တွေရှိရတယ်ဆိုတော့အဲ့လိုမျိုးတွေပါတီဒီနိုင်ငံရေးတွေကိုပေါ့လေဒါဒီအထက်ဘက်ဖွံ့ဖြိုးချက်တွေဒါမျိုးတွေကရှိရတဲ့အထက်ကမှာဒါအစ်တီဒါပညာရှင်ကဒါပြောရလို့ဆိုလို့ရှိရင်တော့နိုင်ငံရေးပါတီဆိုတာရုပ်ောက်ပွဲတွေမှာဒါတရားဝင်ကိုပိုင်တင်ကြတဲ့ခုကိုဒါဆွဲကင်ကဝင်ရောက်ရှင်ပြန်ပြီးတော့အဲ့ဒီရုပ်ောက်ပွဲတွေကတဆင့်ပေါ့လေအာသူတို့ရဲ့ကိုယ်စားလှယ်တွေကိုဒါအစိုးရယာထုတွေစီကိုဒါ ို့ပေးနိုင်စွမ်းရှိတဲ့နိုင်ငံရဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုပြီးတော့ဒါပြောထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒါနိုင်ငံရဲ့ပါတီတွေရဲ့နိုင်ငံရဲ့အမည်ပုံဆောင်တဲ့တာဝန်တွေကိုဒါကြည့်မယ်ဆိုရင်လက်ဆိုင်ရာလူမှုအုပ်စုအသည်းတွေရဲ့ညွန်မှန်းချက်တွေဒေါ်လာချက်တွေကိုနိုင်ငံရဲ့စနစ်အတွင်းထင်ရှားပိုလွှင့်စေဖို့အတွက်ဒါဆွမ်းဆောင်ကြရတာလည်းဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံရဲ့ခင်ဗျားကဒီနိုင်ငံရဲ့မတင်တဲ့ချက်တွေကြောင့်မို့လို့ဒါလည်းနဲ့ကင်ပြီးတော့ဒေါ်လာကြရတယ်လည်းဖြစ်တယ်။အဲ့တော့အဲ့လိုဒီလက်နဲ့ကင်ဒေါ်လာလာကြတဲ့နောက်မှာအကြံဖက်မှုတွေလည်းဒါပါလာလာဖြစ်ပါတယ်။ ဆိုတော့အဲ့ဒီအကြံဖက်မှုတွေပေါ့လေဒါအကြံဖက်အုပ်စုတွေဒါအကြံဖက်လုပ်ရတဲ့ဟိုဒါထုံးချဖို့နဲ့အကြံဖက်လမ်းစဉ်တွေဒါပတ်ပြောက်ဖို့အတွက်နိုင်ငံရေးပတ်စံမှာပေါ့လေဒါတာဝန်အများကြီးရှိပါတယ်တော့နောက်တစ်ချက်ကတော့လက်ရှိမြန်မာနိုင်ငံရေးပြဿနာကိုပေါ့လေလက်နဲ့ကင်ပြီးတော့ဒါဖြေရှင်းရတယ်ဆိုတော့ဒါယူဆမှားရင်လည်းလက်နဲ့ကင်ပဋိပက္ခတွေကဒီဖြစ်ပေါ်နေတာပေါ့လေဒါမှားရနေတယ်ဆိုတော့ဒါတက်တော့ဖို့တည်းလေနိုင်ငံရေးပါတီဒါအဓိကတာဝန်ရှိပါတယ်ဆိုတော့ဒီနိုင်ငံရေးပါတီတွေနဲ့ပေါ့လေဒါအခုလိုမျိုးဒါလောက်ဆောင်တက်တွေကဒီနိုင်ငံတို့နဲ့ပေါ့လေနိုင်ငံတို့ပူးတက်ဖို့အတွက်ဒါအဓိကဆောင်ရွက်ရတဲ့ လုံဆောင်ချက်တွေဖြစ်ပါတယ်။အဲ့တော့လက်ရှိမှာပေါ့လေဒါဒီ2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလမှာရွေးကောက်ပွဲကိုကျင်းပပေးမယ်ဆိုပြီးတော့လေဒါဒီအစိုးရအနေနဲ့ဒါတရုံနဲ့ဒါထုတ်ပြန်နေတဲ့ဟာဖြစ်ပါတယ်။အဲ့တော့ဒီရွေးကောက်ပွဲမှာဒါပါဝင်မဲ့ပေါ့လေဒါပါတီတွေနဲ့လည်းအဓိကအခန့်ကဏ္ဍကပါဝင်တယ်ဆိုအဓိကအရေးကြီးတဲ့ဒါတာဝန်တွေကိုလည်းထမ်းဆောင်ကြမှာဖြစ်ပါတယ်။အဲ့တော့ဒီမြန်မာနိုင်ငံရဲ့ဒါလက်ရှိနိုင်ငံရေးအခြေအနေကဒါဘယ်လိုဖြစ်နေလဲဆိုတော့ရှင်ဒီနိုင်ငံဒီနိုင်ငံသားရင်းနဲ့ပေါ့လေဒါချင်းချင်းမုန်းချင်းတွေဒါများပြီးတော့အခုလက်ရှိနိုင်ငံရဲ့ဒါပရိအခြေအနေကိုပေါ့လေထောက်ပြတာကြကြ ဒါမမြင်နိုင်တော့ဘင်းနဲ့အဲ့လိုမျိုးတော့ရထားဖို့တကြကြပေါ့လေဒါမြင်နိုင်ဖို့အတွက်ထောက်ပြတဲ့စီကိုလေဒါညံပြူတာတို့ဒါချင်းကြောက်တာတို့စသဖြင့်ဒါဒီလိုမျိုးဒါလုံဆောင်လာကြရွယ်တွေ့ရတယ်ဆိုတော့ဒါကြောင့်မို့လို့ဒါနိုင်ငံရေးပါတီတွေနဲ့ပေါ့လေအခုဒီလက်ရှိဒီနိုင်ငံဒီဖွံ့ဖြိုးတိုးတက်ရေးအတွက်ပေါ့လေဘယ်လောက်ထိအရေးပါတယ်လဲဆိုတာကိုလုံဆောင်ဖို့အတွက်ဒါမြင်နိုင်ဖို့အတွက်ပေါ့လေအဓိကဒါကျူပန်ကြရမှာလေဖြစ်ပါတယ်နောက်ဆုံးပြောချင်တာကတော့ဒီနိုင်ငံရေးပါတီတွေနဲ့ပေါ့လေဒါဒီအာဏာနိုင်ငံရေးဖြစ်တဲ့ဒါဒီပါတီနိုင်ငံရေးနဲ့ဒါနိုင်ငံအရေးဖြစ်တဲ့ဒါလူ့သားနိုင်ငံရေးကိုဒါ ဒီပြတ်တာစွာပေါ်လေးတာအသုံးချတတ်ဖို့ဒါလိုအပ်တာပဲဖြစ်တယ်ဆိုနိုင်ငံရေးပါတီတွေနိုင်ငံသားတွေနဲ့ပေါ့လေချင်းချင်းမုန်းချင်းဒါကင်းစွာနဲ့လက်ရှိနိုင်ငံမှာဖြစ်နေတဲ့ဒါပကတိခြင်းတွေတွေကိုဒါခွေးချင်းစိုက်ပြနိုင်မယ်ဆိုလို့ရှိရင်ဒါဒီနိုင်ငံရေးပါတီတွေနဲ့ဖြစ်စေနိုင်ငံသားတွေနဲ့ဖြစ်စေလူဖွဲ့စည်းနေနဲ့ဖြစ်စေနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာပေါ့လေဒါပအဝင်ဆောင်ရွက်နိုင်တဲ့ဒါနည်းလမ်းမများစွာရှိတယ်ဆိုတာကိုတဲ့အေကံမုတ်ချဒါတွေ့လာနေမှာဖြစ်ပြီးတော့ဒီနိုင်ငံရေးပါတီတွေနဲ့လည်းနိုင်ငံတိုးတက်ရေးမှာပေါ့လေဘယ်လောက်ထိ ဒါအရေးပါတယ်ဘယ်လောက်ထိအထူးကြရတယ်ဆိုတာပေါ့ဒါပြဿနာနိုင်မှာဖြစ်တယ်လို့ကျွန်တော်နေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်